အထွင်ကလေးတော့ရှိတာပေါ့ဒါမူးဖွားလာကြတာအတို့မပါဘူးနော်ထွင်ကလေးတောင်မှပေလို့ရှိရင်တူတူတူချင်မှတေးတာလေငှက်ဖြစ်ရင်ကွယ်ခိုင်းနေနိုင်ပြဆိုအလကားအလကားသမီးတို့မယုံပါနဲ့နော်음ဆူတောင်းလည်းမမားနဲ့တစ္ဆာဆိုလည်းမမားနဲ့တစ္ဆာဆိုတာအရင်စူးတတ်တယ်ဒါကတော့တကယ့်ကိုစေတနာမေတ္တာအမှန်နဲ့ကိုဟာအသက်60အဖွားကြီးဖြစ်တဲ့အတွက်အတွေ့အကြုံပေါင်းများစွာရှိနေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ပြန်လဲပြီးတော့မျှဝေခြင်းပဲဖြစ်ပါတယ်။စဲကျင်တဲ့လူစဲလို့ရတယ်။ comment တွေဖွင့်ပေးထားလိုက်။ဟက်ကောင်မတိုက်တက်နေလားဟုတ်တယ်တက်တယ်နင်တို့ထက်တက်တယ်။ဘာကြောင့်လဲနင်တို့ထက်ရင်ထမင်းစားပြီးအရင်ချိပတ်ထားတာလို့ပြောလိုက်မယ်။လူတိုင်းကကျမကိုယူနေတယ်တဲ့။ဟုတ်ချင်လို့ဟုတ်မှာပေါ့။အယူတွေပေါ့ဘာဖြစ်လဲ။ဒါပေမဲ့ယူတာကိုယူမှန်းသိနေမယူသေးပါဘူး။ယူတာကိုယူမှန်းမသိရင်ယူသွားပြီ။ဟုတ်လားမဟုတ်လား။ကြည့်ကြည့်လိုက်နော်။ အာဘယ်လိုပုံစံလေးပါဝင်ထားလဲဆိုတော့ဒီမှာဒါရိုက်တာကတော့လာပြီပေါ့နော်အမ်မင်းသမီးတွေမင်းသားတွေကတော့ဒီလည်းမသိဘူးဒါပြီးတော့ဆိုတော့ तू ကမမကြီးလာပြီးတော့ကူညီပေးပါဆိုတော့ကွာလာပြီးကူညီပေးတယ်ဒီထဲမှာကိုယ့်ရဲ့ဟိုပေါ့ကလေးလေးပေါ့နော်ငယ်ဘဝကလေးလေးပေါ့ ငယ်ဘဝကလေးလေးကသူ့နာမည်လည်းကိုမသိဘူးဖုန်းကြီးတခြင်းဆိုတဲ့ကလေးတဲ့အဲ့ဒါပဲသိတယ်ကိုရီးယားအဲ့လိုမျိုးပေါ့နော်ဆိုရှယ်မီဒီယာတွေလည်းတိတ်မတုံဖြစ်ပါဘူးလာပြန်နေပြီးတော့မှမမကြီးတားကတော့ဒီလိုလေးရိုက်ချင်တယ်ဒါလေးလှုပ်ချင်တယ်အာနှိပ်ဆက်လေးပေါ့နော်နှိပ်တဲ့အနှိပ်ခုံလေးပေါ့မာဆက်ခုံလေးပေါ့နော်အားလေးလှုပ်ချင်တယ်အဲ့ဒီဟာအတွက်မမကြီးရိုက်ပေးပါကုညီပေးပါဆိုတော့ရရတယ်တားလေးအတွက်ဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်ပတ်စံတပြားမှမပေးလဲကျွန်မရိုက်ပေးမှာပါအကိုတားသမီးဖြစ်တဲ့အတွက်ပေါ့နော် အဲ့ဒါနဲ့ပတ်စံတပြားပေးပေးတော့ဒါမြိုက်ကြတယ်ဘူးမှမမြိုက်ဘူး။အန်လေးကတော့တားမိမြောက်ကဲမြစ်တာပွဲပေါ့နော်။အဲ့ဒီမြစ်တာပွဲလေးနဲ့ဒီခုံလေးကိုရည်ညွှန်းထားတာပေါ့။အဆဆုံးပြောပြရမှာလား။ပိတ်ကားပေါ်ကြာမှကြည်ကြပါလား။ဟုတ်ကဲ့။โอเคဒါပါပဲ။အော်ဆိုဒီဆက်ကကျမအတွက်မစိမ်းပါဘူး။အဲသူကအီတလီပေါ့နော်။အီတလီ made သို့တော့ဒီဟာအဲအဓိကကတော့ really china ပေါ့နော်။ဘာဆို china မှာကြတော့ ဟိုစက်ယုံတွေဘာတွေကဈေးပေါ်တယ်လေနော်ဈေးပေါ်တယ်ဈေးပေါ်တယ်တော့မဟုတ်ဘူးပေါ့နော်တန်ဖိုးအများကြီးတက်တာတယ်ပေါ့အဲ့အတွက်ဈေးပေါ်ဆိုကျွန်မပိုက်ခံနေအောင်မယ်အာဈေးတက်တာတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးထုတ်လို့မှုပုံကြားဈေးကအများကြီးတက်တာတယ်ပေါ့နော်အာကျမတို့အနောက်နိုင်ငံမှာဆိုလို့ရှိရင်ဒီလိုဈေးနဲ့ဖယ်ရပါမလဲနော်စက်ယုံတွေဘာညာမြင်းတွေဒီလိုပေါ့လေအဲ့တော့တရုတ်ကနေပြီးတော့မှယူရိုပို့ပို့တယ်ပေါ့အဲယူရိုပို့တဲ့ခါကျလို့ရှိရင်ယူရိုနာမည်နဲ့ဖြစ်သွားပြီပေါ့ ဆိုလို့ရှိရင် branded ဖြစ်သွားပြီပေါ့ဒါပါပဲဒါလေးပါပဲအဲ့တော့ကျမကဒီခုံနဲ့မစိမ့်ပါဘူးပြောလို့ရှိရင်လည်းကြွားတာဖြစ်မှာဆိုတော့ကျမရဲ့အထုပ်ပတ်တီထွက်လာမှာပဲကြည်ကြပါဖတ်ကြည်ကြပါအဲ့ဒါတော့ပြောပြရမှာပေါ့နော်ဒါကတော့ဘ ഹു တုတ္တပေါ့နော်ကျမကမွေးရပါနှလုံးရောကမွေးရပါနော်မွေးရပါမွေးရပါနှလုံးရောကဆိုတာတကယ်တမ်းကျတော့ဝိညာကံတာလို့ခေါ်တာပေါ့နော်အာကျမအကြိမ်ကြိမ်ကုတာရဲခွဲစိတ်ဖို့အကြိမ်ကြိမ်လောက်ရတယ်ဒါပေမဲ့ကျမအမြဲတမ်း အရေးအကြီးဆုံးပေါ့ကျွန်မသစ္စာဆိုရယ်ပေါ့ကျွန်မသစ္စာဆိုရယ်အာဂရိသစ္စာတည်လို့ရှိရင်နှွေမြက်တက်ပဲတောင်ဆေးပဲဝင်နေတဲ့ဆိုတော့ကျွန်မသစ္စာဆိုပြီးတော့ကျွန်မအလုပ်လုပ်ပါတယ်အဲ့တော့ကျွန်မမခွဲရအောင်ခွဲဖို့တော့သုံးချိန်ဖြစ်သွားတယ်မခွဲရအောင်အခု last time ဖြစ်မှာပေါ့နော်ကျွန်မအာ December 16ရက်နေ့ဆိုရှင်ကျွန်မ time မှာဖျားထိုင်1မှာကျွန်မ booking လည်းတင်ပြီးသွားပြီဆရာဝန်ကလည်းအဲ့နေ့ကိုကျွန်မကိုလာခဲ့ဖို့ခေါ်ထားပြီးပြီကျွန်မသွားမယ်အာ2026 uh generally second လောက်ကျွန်မပြန်မယ်ဒါပါပဲကျမရေးနေနေရတော့ကျမကမမေရဒီချင်ညာလောက်ခိုင်းတဲ့အတွက်ငငယ်တဲ့ပြေခွန်ပြေအောင်ဆန်းခွင့်မှာသွားဆော့ပါတယ်အဲ့ဒီကနေမှကျမကအာအီရိုပစ်လုံးဝမကစားဘူး။ဘာကြောင့်လဲဆိုတော့အီရိုပစ်ကစားလို့ရှိရင်မတ်ကျူတို့လိုမျိုး၃၄စာဝသွားတတ်တယ်။ဒါကတော့နောက်တာမဟုတ်ဘူးနော်အတီပြောတာ။ကျမရေဘဟုတုတာလို့အကိုကပြောတဲ့အတွက်ကျွန်မပြောပြခြင်းဖြစ်ပါတယ်။ကျွန်မ trainer လည်းလုပ်ပါတယ်နော်။ဆိုတော့လူတွေကမှားယွင်းစွာပေါ့။ဟာအီရိုပစ်ကစားလိုက်လို့ရှိရင်ချင်းချင်းကြရတယ်ဆိုပြီးတော့ကစားကြရတယ်ပေါ့။ဒါပေမဲ့မဟုတ်ဘူးကိုမှားတယ်။ သူကဘာဖြစ်လို့လဲဆိုချက်ချင်းဘန်းဘန်းသွားတယ်ပေါ့အစီတွေကိုချက်ချင်းတင်းတင်းတင်းပြန်တက်တယ်လူတွေကဟာရမ်းလာပါပြီကစားတော့သွားပြီတိတ်တာမှလိုက်တော့နော်အဲ့ဆိုကျမက Jane Founder Jane Founder ကျမဘာမှမတင်ပေးဘူး Jane Founder ကလာရမ်းလာတယ်ကျမ TV ကြည့်ပြီးကလာ Jane Founder ကျမကလာရမ်းလာတယ်နော်နောက်ခါကျကျမ free hand မဲ့ကစားတယ် free hand ကိုကျမတစ်နှစ်ကစားတယ်သုံးနှစ်ခံတယ်ဘလောက်ကောင်းလဲ အားတုံကုန်ဆိုင်တွေလုပ်ကြတယ်ပေါ့ဟာအရန်အမလီအလေးတွေမနေကြရမလို့ပြီးတော့ကျမယောဂကစားတယ်အခုတလောမှာကျမဘာလို့ပြန်ဝသွားလဲဆိုတော့ကျမဆရာမလည်းရှိတယ်ကျမဆရာမကယောဂချစ်သူလို့လည်းခေါ်တယ်ရွှေပုံမြက်လို့လည်းခေါ်တယ်လှိုင်းသားရတက်စင်မဲအင်ယာမဆရာမဖွင့်ဖွင့်ထားတယ်ပေါ့ဒါပေမဲ့အခုဆရာမလည်းမဖွင့်တော့ဆရာမလည်းစင်ကာပူသွားအပြူးသွားတော့မှာပေါ့နော်အဆရာမ online နေတင်တယ်ပေါ့ဆရာမနဲ့လည်းအခုတည်းကျမတင်နေတော့မယ်ကျမစင်ကာပူလိုက်ပြီးတော့မှဆရာမနဲ့ဆရာဖြစ်တင်နေလိုက်တယ်မယ်ဒါလည်းကျမအဲ့ဒါလည်းစီစဉ်ထားတယ်ပေါ့နော်ဆိုတော့ကျမတို့ ကျမရေးလဲကောင်းသွားပိုကောင်းမယ်ကျမရဲ့ဒီနှလုံးနဲ့ခွဲစရာမလိုဘူးနောက်ခါကျတော့လူတွေအသက်ကိုလည်းကဲတင်နိုင်မယ်အကောင်လုံးတို့လည်းကောင်းတယ် meditation နဲ့ကောင်းတယ်ဆိုတော့အရင်ရ perfect ဖြစ်သွားပြီနော်အဲ့အတွက်ကိုကျမတို့ဆရာပြတင်နိုင်ဖြစ်တဲ့အတွက်ကျမတို့ the whole ပေါ့တကဘာလုံးပေါ့တောက်ပဆိုတာလည်းအကောင်လုံးတင်ပေးလို့ရမယ်မကောင်းလားတမင်းအခုဘာမှမဟုတ်တာလောက်ခဲ့လဲတစ်ချက်ပြောကြည့်လိုက်ရှိမှာပါရှိမှာပါမညာနဲ့ဘာမှမဟုတ်တာတခုလုံးပြီလေပြောလိန်ပြောတာပဲရှိမှာပေါ့ okay အာဖရားတပည့်တော်မသည်ဘယ်ကိစ္စကိုလိန်ပြောခဲ့ပါသည်လိန်ပြောတယ်လေတင်ပြောတာမှန်တယ်မလားအမှန်ပဲမလားအီမန်တော့တစ္ဆာစကားကြောင့်လိန်တာမှန်တယ်လေခိုးတာလည်းမှန်တယ်လေတတ်တာလည်းမှန်တယ်လေအမှန်တကယ်လုခဲ့တဲ့ဟာမှန်တယ်မဟုတ်ဘူးမှန်တဲ့တစ္ဆာစကားဆိုလို့ရပါတယ်နော်အဲ့အတွက်လူတိုင်းကကျမကိုယူနေတယ်တဲ့ဟုတ်ချင်လို့ဟုတ်မှာပေါ့လူကကျမတို့ကတရားကံလည်းမဖြစ်သေးဘူးအနာကံလည်းမဖြစ်သေးဘူး တော်တာပန်နေဖြစ်သေးအဲ့အတွက်ကျမတို့ကပုထုတကောအုံမာတော့ဟုတ်တယ်နော်အယူတွေပေါ့ဘာဖြစ်လဲဒါပေမဲ့ယူတာကိုယူမှန်းသိနေမယူသေးပါဘူးယူတာကိုယူမှန်းမသိရင်ယူသွားပြီဟုတ်လားမဟုတ်လားကြည့်ကြည့်လိုက်နော်ဒါကတော့ကျမရဲ့ចောင်းသားအကုန်လုံးအတွက်ပါအခုမီဒီယာတွေအတွက်မဟုတ်ပါဘူးကျမရဲ့ចောင်းသားလေးတွေအတွက်ပါကျမចောင်းသားတွေတို့လိုပဲအနေနဲ့ဆုံးမနေရအဲ့အတွက်ပဲပြောတာပါအဲ့တော့တမိခုနမေးတဲ့မိန်းကလေးကိုပြန်ပြောရမယ်ဆိုရှင်တမိလိန်တယ်တမိခိုးတယ်ချင့်တတ်တယ်ကွာဟုတ်လား ဂျပိုးတတ်တယ်ပေါ့ထားလိုက်ပါတော့ခွေးကိုရိုက်လိုက်တယ်ဟုတ်လားမဟုတ်ဘူးလားညင်တော့ငါမကြွေးသေးပဲနဲ့ဘာလို့စားတာလဲပြောမိလားမပြောမိလားအဲ့ဒီဟာကိုမှန်တဲ့တက်စာစကားဆိုလို့ရတယ်လေတတိယလူကလည်းဆိုခဲ့ရ Yes ကျမလူမဲတိတဲ့စာရွယ်တဲ့ကငယ်စဉ်တောင်ကြီးကလေးဘွားတွေကပေါ့နော်အာ14နှစ်သမီးတဲ့ကျမကိုရှရဘော်ကိုရက်ခဲ့ပါတယ်အဲ့ခရဲကမိဘညီကိုမောင်နှမတွေကိုလောက်ကင်ကျွေးမွေးခဲ့ပါတယ်အီမန်တဲ့တက်စာစကားကြောင့် ဲ့တစ္ဆာစကားဘယ်လောက်ပြန်ထန်လဲဘယ်နှစ်နှစ်ရှိပြီလဲလောက်ကျွေးနေ45နှစ်ရှိပြီအဲ့တစ္ဆာစူလားမစူလားဒါပါပဲရှင်းရှင်းလေးအော်အထုပ်ပတ်ဒီပါဆိုအထုပ်ပတ်ဒီပေါ့အေးကြီးရလဲရုပ်ရှင်ပေါ်ဖြတ်တန်းမှုတွေ No biography လေအော်အဲဘယ်လောက်လဲဆိုတော့တီတီနှလုံးခွဲမယ်နည်းနည်း relax ပေါ့ဘာဆိုတီတီကမရိုက်တော့ဘူးလို့ဘာကြောင့်မို့ပြောလိုက်တာလဲဆိုတော့မောနေအမောနာခြင်း45နှစ်ဆိုတာကြီးက တော်လောက်ပြီလေအကယ်ဒမီမယူသွားဘူးလားတဲ့မလို့ချင်ပါဘူးပြိတ္တကချစ်တယ်ပြိတ္တကအားပေးဆိုရပြီလေဘာအတွက်လောက်တာလဲပြိတ္တအတွက်အကယ်ဒမီကြီးအတွက်လားမလို့ချင်ပါဘူးကျွန်မဝယ်နိုင်တယ်ရွှေဘယ်လောက်တာလဲဝယ်ပေးမှာပေါ့လို့ချင်လားဝယ်ပေးလိုက်မယ်အာနားရမှာလားဆိုတော့တတီကဘာပတ်တော်မယ်တတီနှလုံးကလည်းဆရာဝန်ကြီးကသာခွဲချင်နေတာတတီခွဲချင်မှဖြစ်တာလေဟုတ်ဘူးလားတတီဟုတ်ကဲ့ပါဆရာရဲ့ကျွန်မကိုခွဲလိုက်ပါဆိုသူခွဲမှာလေ no don't touch ပြောလိုက်ရင်သူပဲထိရဲမလဲလူနာရဲ့သဘောတူညီချက်ရရမယ်လေပြီးတော့ဘယ်အချိန်မှဖြစ်ဖြစ်စေးရုံသွားတိုင်းမှာကိုတယောက်တည်းသွားတာပါဖော်မလို့ဘာကြောင့်လဲမွေးလာတာတယောက်တည်းတေဝိုင်းရင်လည်းတယောက်တည်းမေးကြည့်လိုက်စမ်းပါအရန်ချစ်တယ်ဆိုရဲလူတွေခေါ်ကြည့်လိုက်ဟဲ့ငါတေရောသွားမလို့လိုက်မလားလို့ဖင်တော့ပိတ်ပြီးဖနှောက်နဲ့တင်မှာသွားပြီးရောပါဟုတ်လားမဟုတ်လားတူတူပါနော်အထွင်ကလေးတော့ရှိတာပေါ့ဒါမူဖွာလာကြတာအဲ့တို့မပါဘူးနော်ထွင်ကလေးတောင်မှ သေလို့ရှိရင်တူတူတူကျမသေတာလေငှက်ဖြစ်ရင်ကွယ်ခိုင်းနေနိုင်ပြဆိုအလကားအလကားသမီးတို့မယုံပါနဲ့နော်음ဆူတောင်းလည်းမမားနဲ့တစ္ဆာဆိုလည်းမမားနဲ့တစ္ဆာဆိုတာအရင်စူးတတ်တယ်ဒါကတော့တကယ့်ကိုစေတနာမေတ္တာအမှန်နဲ့ကိုဟာအသက်60အဖွားကြီးဖြစ်တဲ့အတွက်အတွေ့အကြုံပေါင်းများစွာရှိနေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ပြန်လဲပြီးတော့မျှဝေခြင်းပဲဖြစ်ပါတယ်ဆဲကျင်တဲ့လူဆဲလို့ရတယ် comment တွေဖွင့်ပေးထားလိုက် ဟက်ကောင်မတိုက်တက်နေလားဟုတ်တယ်တက်တယ်နင်တို့ထက်တက်တယ်ဘာကြောင့်လဲနင်တို့ထက်ရင်ထမင်းစားပြီးအရင်ချိပတာတော့ပြောလိုက်မယ်ဟုတ်တယ်နော်ဒါလေးပါပဲနော်အားလုံးကိုကျေးဇူးတင်ပါတယ်။အော်ဆိုဒီ product လေးကအရင်လက်ကောင်းပါတယ်။သုံးကြည့်ပါ။အာကိုယ့်အတွက်ကိုခဏလေးပေါ့။15မိနစ်လောက်အချိန်ပေးရတယ်ကိုဒါလေးသိတာတယ်။နော်ကိုယ့်ရဲ့ relax time လေးပေါ့နော်။တကယ်လို့ဝယ်နိုင်မှာမဟုတ်ဘူးနော်။ဝယ်ကြမလို့။တို့တို့ကအဲ့လိုပေါ့အာဆိုတို့ ထားလိုက်ပါတော့1 session ဘလောက်လဲပေါ့တနာ ਈ ဘလောက်လဲရှိတယ်လေဒီပစ္စည်းတယ်မသွားမှာမဟုတ်တာလူတိုင်းဘလို့တယ်နိုင်ပါလဲမနိုင်ပါလဲဝဲနိုင်ပါလဲဟုတ်တယ်လားဒီလိုခစ်ချက်ကြီးတယ်မှာလေနော်ဆိုတော့အဲအဲ့တော့ရှိပါတယ်အများကြီးပဲနော်ဒါမျိုးလေးတွေရှိတယ်အဲ့မှာသွားပြီးတော့အနှိတ်ခံကြအဲပတ်စံလေးဘလောက်ပေးလိုက်ပေါ့အေးစေးစေးလေး relax time ပေါ့လူဆိုတော့အလုပ်ကြီးပဲလုပ်နေလို့လည်းမရဘူးလေနော်အားကြောင့်ကျမတို့ဒီလောကကြီးထွက်ပြေးခြင်းဖြစ်ပါသည်အားလုံးတတ်တာ